ဘိုက်တတရားဘိုက်ဖြစ်တဲ့စီကိုဘာသာလေးပြန်ပေးမှာပါ in 1959 1959မှာရှီမတ်တင်မောင်က was invited ဖိတ်ကြားခြင်းခံခဲ့ရတယ်ဘယ်သူလဲ to the united states of america american ပြည်ထောင်စုသို့ as a representative of myanmar cultural troop မြန်မာရင်ကျေးမှုအဖွဲ့ရဲ့ကိုယ်စားလှယ်တဦးအဖြစ်နော် during his visit သူရဲ့ ဒီနေရာမှာကြာလို့ရှင် visit ကသွားရောက်လည်ပတ်တဲ့အတော်အတွင်းเนาะဆရာတို့ကဒီမှာသူ့ရဲ့ခရီးစဉ်အတော်အတွင်းလို့ပြောမယ်เนาะ he learned by heart the 27 verses learned by heart အလွတ်ကျက်ယူခဲ့တယ်ဗောနော်အလွတ်ကျက်ခဲ့တယ် the 27 verses on the buddha renunciations เนาะဘာလဲဆိုလို့ရှင်29ခါတာเนาะ29ဂါထာပေါင်း29ခုเนาะဗုဒ္ဓဒီဗုဒ္ဓရဲ့ renunciation เนาะစွန့်ခြင်းဗောเนาะစွန့်ခြင်း စွန့်ခြင်းကြီးလို့ခေါ်မယ်နော်29ကာရာကိုတဲ့သူကစက်မှတ်ခဲ့တယ်တဲ့ his diligent diligent ဆိုတာကလုံလောက်ဝီရိယနဲ့ hard work ကြိုးစားအားကြိုးပမ်းအားထုတ်မှုကိုတဲ့နော် set a model ပါလေစန္ဒမူနာအဖြစ်စန္ဒမူနာတစ်ခုအဖြစ်နော် for new generations of myanmar artists to emulate မျိုးဆက်သစ်တွေအတွက်နော်မြန်မာအနုပညာရှင်တွေရဲ့စန္ဒမူနာတစ်ခုအဖြစ်အတူယူစရာဖြစ်ခဲ့ပါတယ် moreover ဒါအပြင်ရှင်မန်းတင်မောင် was dedicated to his art ရှင်မန်းတင်မောင်ကနော်သူ့ရဲ့အမှုပညာကို dedicated ဆိုတာရည်စူးပြီး always held his audience in respect သူပိတ်တက်ကိုအမြဲတမ်းလေးစားပြီးတော့မလုပ်ခဲ့လဲဖျော်ဖြေခဲ့ပါတယ် although although ဆိုတော့လည်းပဲ he was very famous တော့သူကနာမည်တော်တော်လေးကြီးခဲ့တယ်ကြော်ကြားခဲ့တယ် he was modest သူကဗာလဲဟို modest က humble နဲ့တူတယ်နော်မာနထောင်လွှားမှုမရှိဘူးเนาะမပလွားတတ်ဘူးလို့ပြောတာနော်